ကဲအားလုံးပဲမင်္ဂလာပါနော်ကုမွေးချင်းမဆွေအားလုံးပဲမင်္ဂလာပါဗျာနော်စပြေနေမနဲ့မင်္ဂလာရှိတော်မနဲ့ခင်ဗျာဖြစ်ပါစေကုမွေးရဲ့ live show ကိုတောင်းမြောက်ကြည့်ရှုအားပေးကြတဲ့အမျိုးမျိုးနေရဲကဦးတော်ကိုကိုမမညီလေးညီမလေးနဲ့အားလုံးပဲမင်္ဂလာပါလို့ကုမိုးကဇပ်ထမနှုတ်ခွန်းဆက်ပါတယ်ဗျကဲအားလုံးပဲမင်္ဂလာပါနော်ကဝင်လာပြီဆိုတော့လည်းလိုင်းလက်မလေးတွေထုံးတဲ့တိုင်းတက်နေပြီမယ်နော်ကိုရီမတွေအကုန်လုံးပဲဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာပါနော်ကုမိုးရဲ့ live show ကိုတောင်းမြောက်ကြည့်ရှုအားပေးကြတဲ့ အမျိုးမျိုးနေနေရက်ကဥဥတတော်ကိုကိုမမညီလေးညီမလေးများအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းလို့ပြည့်စုံပါစေမင်္ဂလာရှိတဲ့မနက်ခင်းလေးဖြစ်ပါစေဗျာနော်ကဲအားလုံးပဲနောက်ဆုံးပိတ်မှာအိမ်နဲ့လွယ်ခြင်းနဲ့အခုဒီမတွေပါခင်လိုက်ရုပ်ကိုပြီးဆုံးအောင်ကြည့်မယ်နော် နောက်ဆုံးပိတ်မှာအိမ်နဲ့လွယ်မယ်အခုဒီမတွေအကုန်လုံးပဲနောက်ဆုံးပိတ်မှုအိမ်နဲ့လွယ်မယ်နော်ဟုတ်ပြီလားနောက်ဆုံးပိတ်မှုအိမ်နဲ့လွယ်မယ်နော်ရှယ်လို့ရတဲ့အကူအမတွေကရှယ်မှုရှယ်အားလေးနဲ့ကူညီပြီးတော့ရှယ်ပေး ကိုမိုးရဲ့ channel လေးကို subscribe နဲ့ရသေးတယ်ကိုရီမလေးက subscriber လေးတွေနှိပ်ခဲ့ပေးမယ်နော်ကြားလုံးပဲမင်္ဂလာပါလိုက်လက်မလေးတွေကိုစီကိုစီရောက်လာပြီဆိုတော့ね like တဲ့ကိုရောက်လာပြီဆိုတော့ね like လက်မလေးတွေတန်းစီနေနော် like တဲ့ကိုရောက်လာပြီဆိုတော့ね like လက်မလေးတွေတန်းစီနေမယ်ကိုရီမလေးကိုလုံးပဲ share လို့ရတဲ့အကူရီမလေးက share မှု share အားလေးနဲ့ကူညီပြီးတော့ share ပေးမယ်နော်ဒါမှဒါတိုးမြင့်တိုးပေါက်များမြင့်များပေါက်မယ်ပေါ့နော်ကြားလုံးသောမျိုးတွေမင်္ဂလာပါ ုံးရသောလူတွေမင်္ဂလာပါလိုင်လမလေးတွေနှိပ်ပြီးပါကိုရီမလေးခုံလုံးမယ်နော်ဒါမှ view လေးမြင်မြင်တက်သွားမယ် view မြင်မြင်တိုင်ကိုမိုးကနန်းလေးမြင်မြင်ချပေးမယ်ဟုတ်ပြီလားကိုရီမလေးနောက်ဆုံးပိတ်မှာအိတ်နဲ့လွယ်ရှင်တဲ့ကိုရီမတွေက live show ကိုပြီးဆုံးအောင်ကြည့်မယ်။နော်ဒိုင်မာကျွေးရှင်ကျွေးဆက်ပြီးတော့အမျက်ယူမယ်။အကျွေးမရှိတဲ့လူတွေကတော့အမျက်ပဲယူမယ်ပေါ့ဗျာနော်။ဟုတ်ပြီလား။ကဲအားလုံးပဲ။ ကမွေးချင်းမိတ်ဆိုရေကတော့မယ်နောက်ဆုံးပိတ်မို့အိတ်နဲ့လွယ်မယ်လိုင်းလက်မလေးတွေကူညီလာခဲ့နော်နောက်ဆုံးပိတ်မှာအိတ်နဲ့လွယ်မယ်လိုင်းလက်မလေးတွေကူညီပြီးတော့ဝင်လာခဲ့တူတူတယောက်ချင်းစီမချင်းရှယ်လို့ရတဲ့ကိုရီမတွေကကမိုးရှယ်အားလေးနဲ့ကူညီပြီးတော့ရှယ်ပေးပါနော်ဒါမှတူမင်းတူပေါ့အများမြင်ရင်အများပေါက်ကြမယ်ကိုရီမတွေအကုန်လုံးပဲဟုတ်ပြီလားကမိုးရဲ့ချင်းမိတ်ဆိုများအားလုံးပဲမင်္ဂလာပါနော် ီတပတ်ကိုမိုးရဲ့တပတ်စာကကလေးကဘယ်နဲ့ကျင်းနေတော့ခွေပြီးတော့ထွက်ပေါက်လာတယ်ဟိုတပတ်စာအခွေကဟမ်ကိုမိုးရဲ့တပတ်စာအခွေကြီးကရှစ်တက်ကရွေးပြန်ခွေတာခါပေါင်းမနေတော့နော်ကိုမိုးရဲ့တပတ်စာကတ်မှာမွေးကနန်းလေးပေါ့နော်၅နှစ်မွေးကနန်းလေးအောင်မြင်သွားခဲ့ပြီနော်ကိုရီမလေးကလုံးမယ်နော်ကိုမိုးရှိမှာဖွဲ့မွေနိုင်တဲ့ကိုရီမလေးကလုံးတော့ကိုမိုးတပတ်စာမွေးကနန်းနှစ်ကွက်တည်းထုတ်ပေးထားတယ်။နော် နဲ့51နဲ့51เนาะမွေးကနေ2ကွက်တည်း15နဲ့15เนาะမွေးကနေလေး2ကွက်သေးပဲကိုမိုးထုတ်ပေးထားတယ်တပတ်စာမွေးကနေပေါ့เนาะတပတ်စာဆက်ကလေးမှာကိုမိုးမွေးကနေလေးထုတ်ပေးထားခဲ့တယ်เนาะပရိတ်မှာဆိုရင်ခွန်ပရိတ်စင်းသွားခဲ့ပြီဒီကိုရင်မတွေကလုံးမယ်เนาะခွန်ပရိတ်ဟလာเนาะခွန်ပရိတ်အောင်မြင်သွားခဲ့ပါပြီကိုရင်မတွေကလုံးမယ်เนาะ ဆရာတဲ့ပတိရောမွေးခွေရောတဲ့အောင်နေဟုတ်ခဲ့ပါကျေးဇူးပါပြန်တော့ဝမ်းသာပါတယ်နော်ကိုမိုးအဲ့ဒီလိုအောင်စီရှင်လို့ရသိရှင်လို့လည်းအကိုရမရေကုန်လုံးကိုကိုမိုးကအဖို့ဝင်ခေါ်ပေးတာကျန်ရစာအတွက်ကျွေးကြည်နော်ကျွေးကြည်စရာပြစီတော့ရဲဆိုပြီးကိုမိုးကခေါ်ပေးတာအောင်မြင်သွားတဲ့အတွက်ကိုမိုးတကယ်ဝမ်းသာပါတယ်နော်တစေကြုံမြတ်တယ်တဲ့ဝမ်းတာတယ်ဗျာအဲ့ဒီတန်လေးပဲကြာကျင်တာမြတ်တဲ့အတန်ပဲကြာကျင်တာเนาะ E M I L Y ဒီပါလေလေအကောင့်နံပါတ်ရနော်ဝမ်းသာပြားတစ်ဆယ်ကျော်မြတ်တယ်ဆိုတာဟိုတော်တော်အားမမို့တာနော်ဒီနေ့နောက်ဆုံးပိတ်မှာမြတ်ထားတဲ့အမြင်ကလေးကိုယူထားပြီးတော့ training ကြောင်းကြောင်းနဲ့ကစားမယ်ဟုတ်ပြီလားနောက်ဆုံးပိတ်မှာဖြစ်တဲ့တော့ကြောင့်မလို့တအားကြီးလောဘမကြီးနဲ့တအားကြီးလည်းလောဘမကြီးနဲ့နော်ဟုတ်လားလောဘတအားမကြီးနဲ့နော်ဟုတ်ပြီလားမြတ်ထားတဲ့အမြင်ကလေးနဲ့ training ကြောင်းကြောင်းနဲ့ကစားမယ်နော်ကိုမိုးရဲ့တပည့်စာကကလေးမှဆိုရင်ကိုမိုးဖို့ဝင်သမားတွေမဟုတ်တဲ့ เนาะအဖွဲ့ဝင်နိုင်တဲ့သူတွေကိုမိုးရှိမှာကိုမိုးရဲ့ live show ကိုအများနဲ့ကြည့်ကြတယ်အဖွဲ့မဝင်နိုင်တဲ့သူတွေအတွက်ကိုကိုမိုးကတီးတန့်ထုတ်ပေးထားခဲ့တာ၈ရက်ကနေ၁၇ရက်အထိပေါ့เนาะ၈ရက်ကနေ၁၇ရက်အထိတပတ်စာကတ်ကလေးထုတ်ပေးထားခဲ့တယ်ပေါ့အဲ့ဒီတပတ်စာကတ်ကလေးမှာဆိုရင်89 89391အခွေအပူပါခွေလို့ပြောတယ်เนาะအဲ့ဒီအခွေလေးကအချိန်မောင်းများစွာထွက်ခဲ့ပြီပေါ့เนาะဟုတ်လား ဟိုမိုးရဲ့တပတ်စာ break ကလေးမှဆိုရင်ခွန်၃ည break ခွန် break ၃ည break နော်ခွန် break ထွက်သွားခဲ့ပြီ၃ည break ပဲကျန်တော့တယ်နော်တပတ်စာမူးကနန်းလေးဆိုလို့ရှိရင်2 9နဲ့တင်ကားပေါ့နော်အောင်မြင်သွားခဲ့တယ်ပုံမှန်နိုင်တဲ့အကိုရင်မတွေအတွက်ပုံမှန်ကတိတ်တထုတ်ပြတာနော်ပုံမှန်ရဲ့ဇာတို့ပတိသမားတွေဘုရဘူးမကျော်ပတိသမားတွေအောင်ခဲ့ရဲ့ဇာတို့ပတိသမားတွေအောင်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့နောက်ဆုံးပိတ် နော်ကိုမောကျန်စာတော့ကိုကျွေးချီထပ်ထုတ်ပြီးတယ်ကျွေးချီမှာဆိုရင်ပတ်သီးရောမိန်ပြင်ခွက်မွေးခွက်နှစ်ပေါ်နော်နှစ်သီးစာလေးအောင်ခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ကြောင့်မလို့ဒီနှစ်တကြံဒီတကြံမှာအကိုရီမလေးကိုလုံးမဲ့မဟုတ်ဘူးဒီမြန်မာစသားရလိုက်ကြလိမ့်မယ်လို့ညွှန်လဲပါတယ်တယောက်ဆို30ကျော်မြတ်ထားတယ်ဆိုတော့ဒီနှစ်တကြံမှာမဟုတ်ဘူးမြန်မာစသားတုံးနိုင်သွားတော့ဗျာနော်လူကြီးသူမတွေကိုလည်းညံ့ညားလေးကတော့နိုင်တာပေါ့တူတူမတွေကိုလည်းညံ့ညားပြေးနိုင်တာပေါ့ဗျာနော်ဟုတ်ပြီလား ဝန်တာပါတယ်ကိုရီမာတွေကုန်လုံးပဲကိုမိုးချစ်တဲ့ခင်တဲ့ကိုရီမာတွေကလိုက်လက်မလေးတွေကူညီပြီးတော့နှိပ်ပေးနော်လိုက်လက်မလေးတွေနှိပ်ပေးကြံမွေးကနန်းနဲ့ပြန်ထိုးရအောင်မလားတဲ့မထိုးတော့နဲ့နော်မထိုးတော့နဲ့ဟုတ်ပြီလားကြံမွေးကနန်းမထိုးတော့နဲ့နော်ဟုတ်ပြီလားနော်အားလိုက်တော့ ဘုရားလုံးပဲမင်္ဂလာပါ20နှစ်မှတည့်ရောက်တော့မျိုးတွေမင်္ဂလာပါเนาะနေတိုက်ကိုပဲထိုးတော့เนาะမွေးရင်းနဲ့မထိုးတော့နဲ့ဟုတ်ပြီလားနေတိုက်ကိုမို့ချပေးမယ်နေတိုက်ကိုပဲနည်းနည်းပပစီလိုက်စော့မယ်เนาะဟုတ်ပြီလားဒါတစ်ပတ်လည်းမလုံးနဲ့ပပစီစော့မယ်เนาะကိုမိုးကသတိပေးပြီးတော့ပြောတာပပစီစော့မယ်เนาะကိုရီမာလေးကလုံးလားဘုရားလုံးပဲကိုမိုးနေကုန်ပတ်သီးလေးကိုဦးစားပထမမိတ်ဆက်ပေးတော့ပါမယ်အလူ အာလုံးဘာဆိုလဲမသိဘူးเนาะပြောလို့မ14ရောက်တော်မျိုးတွေမင်္ဂလာပါလိုက်လက်မလေးတွေကုညီပြီเนาะအကိုဒီမားတွေကိုလုံးမနောက်ဆုံးမိမအိတ်နဲ့လွယ်ကြမယ်ဗျာเนาะကိုမအများကြီးမပြောဘူးနောက်ဆုံးမိမအိတ်နဲ့လွယ်မယ်လုံးနဲ့တက်တည်ပြမယ်ဟုတ်ပြီလားเนาะပြောလို့မကိုမဒီနေ့တော့ကိုထိန်ကြီးပိုင်လေးလက်ထုံထားတော့ဘူးကြီးပိုင်လေးလက်ထုံထားတော့ဘူးเนาะအကိုဒီမားတွေတော့ကိုမမိန်ကွက်ကလေးတွေထုတ်ထားတယ်မိန်ကွက်ကလေးတွေဘယ်နှကွက်လဲ၉ကွက်ပေါ့เนาะ မင်းကွက်ကိုကွက်ပတ်တီးနှလုံးထုတ်ပေးထားတယ်အကိုဒီမားတွေအကုန်လုံးပဲတိုက်နေတတ်တယ်ဆိုရင်လိုက်ရုပ်ကိုပြီးဆုံးအောင်ကြည်ပါဝင်လိုက်ထွက်လိုက်မလုံးနဲ့နော်ကဲအားလုံးကကိုမနေကုန်ပတ်တီးလေးကိုပြောသွားပြီးတော့မယ်ကိုမရဲ့နေကုန်ပတ်တီးလေးကတော့၈ခွန်ကနေကုန်ပတ်တီးတစ်လုံးချင်းသိင်းနေစင်းမယ်၈ခွန်နေကုန်ပတ်တီးတစ်လုံးချင်းသိင်းနေစင်းမယ်ကိုဒီမားတွေအကုန်လုံးပဲနော်၈ကဲခွန်ကနေကုန်ပတ်တီးတစ်လုံးချင်းသိင်းနေစင်းမယ်ဟုတ်ပြီလားနော် ရှစ်ခွန်ကနေကုန်ပတိတလုံးချင်းနေစင်မယ်ကိုရီမလေးကလုံးမယ်ကောမန့်လေးမှတ်ပြီနော်ရှစ်ခွန်နေကုန်ပတိကတလုံးချင်းနေစင်မယ်တဲ့ကိုရီမလေးကလုံးမယ်နော်ရှစ်ခွန်ကနေကုန်ပတိတလုံးချင်းနေစင်မယ်ဟုတ်ပြီလားကိုရီမလေးကလုံးမယ်ကောမန့်လေးမှတ်မယ်ရှစ်ခွန်နေကုန်ပတိကောမန့်လေးမှတ်ပြီနော်ရှိခွန်ကနေကုန်ပတိပါတဲ့ကိုရီမလေးကလုံးမ20နှစ်မှနေရောက်တော်မျိုးနေနော် နောက်ဆုံးပိတ်မှုအိတ်နဲ့လွန်တယ်နော်ရှင်းနေဆိုရင်၈လေး၈၀ရှစ်ခွန်ရှင်းနေဆိုရင်၈လေးရဲ့ရှစ်ခွန်ရဲ့၈၀၈လေး၈၀ရှစ်ခွန်၈လေး၈၀ရှစ်ခွန်ဘယ်မှာလဲကလုံးမချားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကိုမနော်ရှင်လေးရဲ့80ရှစ်ခွန်ရဲ့မှာနောက်ဆုံးပိတ်မှာအိတ်နဲ့လွယ်မယ်ကိုရီမားတွေကလုံးမအောင်စိုက်ပြီးနားတော့မှာရှင်လေးရဲ့80ရှစ်ခွန်ရဲ့မှာ ခွန်နဲ့ဆိုရင်ခွန်လေး90ခွန်3ခွန်လေး90ခွန်3အကိုရေမလေးခွန်လုံးမယ်ခွန်လေးရဲ့90ခွန်3ရပါနော်ခွန်လေး90ခွန်3ဟုတ်ပြီလားအကိုရေမလေးခွန်လုံးမယ်အပူးစက်ကလေးကတော့3ညာဘူး1ဘူး2ဘူးအကုန်လုံးကနန်း9ကွက်ပေါ့နော်3ညာဘူး1ဘူး2ဘူးအကိုရေမလေးခွန်လုံးမယ်အာမစိုက်ပြီးနားထောင်ပါ3ညာဘူးရဲ့ တစ်ဘူးရဲ့နှစ်ဘူးရဲ့ပါသုံးညာဘူးရဲ့တစ်ဘူးရဲ့နှစ်ဘူးရဲ့ပါအကိုရင်မလေးကလုံးမသုံးညာဘူးတစ်ဘူးနှစ်ဘူးနော်အကိုရင်မလေးကလုံးမ7ရက်နေ့မနက်7:00နာရီတမင်းနေ့စီမှာကုမိုးပေးလိုက်တဲ့ကဏ္ဍနေနဲ့တူတူရောက်ချင်းဒီမကြပေါလို့အောင်မြင်လို့ရကြပါစေနော်ဒီနေ့ဒီကြမှာလဲမဖို့ရင်မြန်မာသုံးနိုင်မကြပါစေအောင်မြင်ကြပါစေလို့စုမကောင်းတော်မင်းလူကြီးသူမတွေကိုလည်းမြန်မာကရောနိုင်ပါစေလို့ စုမကောင်တောင်းပန်ရေးလိုက်ကိုဒီနေ့မှရင်နာမပြုပါအားလုံးပဲကျမ်းမာကံကောင်းပျော်ရွှင်ကြပါစေเนาะအားလုံးပဲပိုင်မဲ့ပါ